မင်းခွင်တွေကိုအစောဆုံးအစင်မှာဝဲဝဲနိုင်မှအမြင့်များများရနိုင်တာအားလုံးသိကြမှာပါအခု Binance Wallet ကနေပြီးတော့ project တွေကအဖြစ်ကို public ကို bounce မလို့တည်ခင်မှာတော့ကျွဲသူရမယ် feature အသစ်တစ်ခုထွက်လာပါပြီအဲ့ဒါကတော့ mink fresh တို့ရဲ့ feature အသစ်ပါပဲဤနောက်မှဆို mink ကအသစ်တွေထွက်လာရဲ့ Bygate Swap တို့ Uniswap တို့ကွန်ပျူတာ DEA stream မှာ list တို့မှာဝဲသူရတာများပါတယ် အခုဒီ main rush ကလည်းဆိုရင် binance wallet account ကတည်းကတခြားဘယ်သူမှမဝယ်နိုင်သေးခဲ့အစောဆုံးအစက်မှာကတည်းကတီးတက်ဝင်ဝဲခွင့်ရမှာဖြစ်ပါတယ်။ဒါသာတူကတဲ့သူအများကြတဲ့ကြည်ကြဲပြည့်မြတ်မဖြစ်သေးခင်မှာကျွေထားနိုင်မဲ့အခွင့်အရေးပါပဲ။ the features go for dot means or a launch panel ပူပေါင်းပြီးတော့ဖန်တီးထားတော့ပါသူက bounding curve model ကိုတုံးထားတဲ့အတွက် token ရဲ့ဈေးနှုန်းနဲ့ supply ကပွင့်နေမြင်သာမှုရှိပါတယ် သူရဲ့တုကန်တစ်ခုထွက်လာတဲ့ပုံစံမှာပေါ့ new stage finalizing stage micro stage ဆိုပြီးတော့အစဉ်သုံးစေးရှိပါတယ် new stage အစံမှာ finance ball အထုံးပြုသူတွေကတုကန်တွေကိုဆော့ပြီးတော့ဝယ်လို့ရပါပြီထို့ပေမဲ့ဝယ်ထားတဲ့တုကန်တွေကိုတခြားသူစီဖွဲလို့တော့မရသေးပါဘူး finalizing stage မှာကတော့ binance wallet user တွေကပဲတိတက်ဝယ်ခွင့်ရှိနေတုန်းပါပဲ token တွေကလေးပြောင်းလို့မရသေးပါဘူး Micro stage အစီအမား liquidity ကို decentralize အခြေတစ်ခုပေါ်တင်ပေးလိုက်ပြီးသူအအတွက်အယောင်းဝယ်ဖွင့်ပေးပါပါ main rush ကအဓိကအားထားချက်က pop dream ရှိတာပါပဲ ဘော့ဘ်ဒရီအလောင်းရင်နဲ့ဝင်လာပြီးတော့ဆေးဆွဲတင်တာဆေးဆွဲချရာမျိုးတို့မျိုးဆေးဝင်ကစားတာပဲမရှိပါဘူးဒီမှာပါဝင်တဲ့ Binance Wallet အထုံးပြတူတိုင်းက KYC လုပ်ထားပြီးသားဖြစ်ရမှာပါကြကြောင်ဘော့ဘ်ဒရီမရှိဘဲနဲ့အကောင့်လုံးကလူအစစ်အမှန်တွေချိပဲဆိုတော့ပူပြီးတော့ညံ့ညတတ်တာရှိမှာဖြစ်ပါတယ်ဒါအပြင် Performance အရင်ကောင်းတဲ့ token တွေကို Binance Alpha မှာ this the full sensor သွားနိုင်ပါတယ်ဒါဟာ Binance ရဲ့အဆုံးဖြတ်ချက်ပုံမှာပဲမှုထီးရပါတော့ ။ဒါဆို features ကိုဘယ်လိုမျိုးသုံးရမလဲဆိုတာကိုကြည့်လိုက်ရအောင်ပါ။ May you rise free choco တို့မို့တွဲဆိုလို့ရှိရင် Binance app တွေကိုစစချင်းမှနေရတဲ့ homepage ကအပေါ်နာလေးမှာ exchange တဲ့ wallet or naku ရှိပါတယ်။အဲ့ဒီတခါမှ wallet တွေကိုဝင်ပေးပါ။ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့အောက်ကဘာလန်လေးမှာရှိတဲ့ market ဆိုတဲ့လေးတွေကိုဝင်ပေးပါ။ပြီးရင်တော့ဒီနေရာမှာ main rush ဆိုတဲ့လေးကိုတွေ့ရပါလိမ့်မယ်။အဲ့ဒါကိုနှိပ်လိုက်ပါ။ အခုဆိုလို့ရှိရင်တော့ main quantity ကိုဝယ်လို့ရတဲ့နေရာ main brush ကိုရောက်ပါပြီဒီမှာဆိုလို့ရှိရင်တော့ခုနကပြပြခဲ့တဲ့ new use to finalizing to migrate to put ရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီမှာက finance exclusive ဆိုတာလေးက on ရပါမယ်ဒီ main quantity နေရဲ့ဒီ ranking ပေါ့နော် performance ကိုကြည့်နေတယ်ဆိုလို့ရှိရင်တော့ဒီအဖြူ bar လေးကိုနေလိုက်ပါ ဒါဆိုလို့ရှိရင်တော့ main brand ဆိုတဲ့နေရာကိုရောက်ပါပြီ main ခွင့်နေရဲ့ performance ပေါ် multi ပြီးရော finance ကနေပြီးတော့အကောင့်ဆုံးကနေပြီးရောအစိုးဆုံးကိုစပြီးရောစီပေးပါလိမ့်မယ်။ဒါလေးကိုနှိပ်ပြီးရောကိုလိုချင်တဲ့အတိုင်းပြောင်းလို့ရပါတယ်။နောက်ဆက်ပြီးရောဖပြမှာကတော့ဒီ main rush မှာ main ခွင့်နေကိုပွဲဖုံဝဲတီးပါ အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်စကန်ဖိုင်းသီးတွင်ပုံမှန်မင်းခွိုင်းတွေကတခုပြီးတခုတခုပြီးတခုပုံမှန်တက်လာနေရဘူးပြောမှဖြစ်ပါရဲ့အဒီဘက်မှာဖော်တော့သူ market ထဲကိုဒီ main verse ထဲကိုပွင့်လာရဘလို့ dropping ဆိုတာကိုကြားနေရဖြစ်ပါတယ်တမင်းနေအတွင်းမှာပေါ့အများကြီးဝင်နေပေါ့နော်အဲ့ဒီတွေ့ကြောင့်မဟုတ်လို့ mean fresh မှာ mean ကနေဝယ်ခါမှာ fresh ရဲ့အတစ်လေးတစ်ခုရှိပါရဲအဲ့ဒါပါကြောင့်လို့ဒီပုံမှန် crypto ရဲ့ training ရတဲ့လို့အစင်းစင်းဝင်ပြီးတော့ trade ရရင်ဒီလိုမျိုးစက္ကန့် ပိုင်းတွေအများကြီးဝယ်နေရခါမှပူဝဲချင်တဲ့ဟာလွတ်သွားမျိုးရှိပါတယ်အဲ့တို့ကြောင့်မဟုတ်ဘူးကိုပါ coin တစ်ခုကိုတွေ့ပြီးဝယ်ချင်တဲ့ဆိုလို့ရှိရင်ခဏလောက်လေးဖိထားပြရဲ့ဒီဘက်ကတော့ဆုံးဆွဲလိုက်ပါဒါဆိုလို့ရှိရင် flash point ဆိုပြီးချက်ချင်းဝယ်သွားပါလိမ့်မယ်ဒါပေမဲ့ဒီ fight ရှိဖို့မသုံးပြမှာတစ်ခုလုထားရမှာရှိပါတယ်အဲ့ဒါကကြောင့်တော့ကိုပါဒီလိုမျိုးဝယ်မယ်သူပြောတိုင်း block ဝယ်မှာလဲဆိုတော့ကြိုပြီးတော့သတ်မှတ်ထားမှာဖြစ်ပါတယ်ဆိုတော့သတ်မှတ်ဖို့အတွက်တစုံမစွဲသေးပဲနဲ့ဒါလေးကိုအလဲနာလေးခဏဆွဲလိုက်ပါ ပြီးရင်စက်တင်ဘာလနေ့ရှိပါတဲ့ဖဲအရာပဝင်လိုက်ပါပြီးရင်ဒီမှာကတော့ကိုဟာခုနလို flash ban တော့မင်းဆိုလို့ရှိရင်ဘယ်လောက်ထိအမောက်သုံးပါလဲဆိုတော့ကိုရွှေခုရပါတယ်ဒီမှာ solution ရတော့ဒီ main flash မှာသုံးလို့ရတယ် crypto နဲ့ mill ရှိရဲအဲ့ဒါတော့ pmp နဲ့ solana ပေါ့နော်ဆိုတော့ကအ PME နဲ့ version solution တော့ PME 3ဆိုတော့နောက်နဲ့ version solution တော့ Solana ပို့ရွှေကိုဖြစ်ပါတယ်ပြီးရင်တော့ဒီမှာကို ်ဟာမင်းကွိုင်းနဲ့ဟူဝဲမယ်ဆိုလို့ရှိရင်ဘလောက်အမဝိမယ်ဆိုတော့အခုတခါရေထိတ်ထားပြပါအခုဒီမှာဆိုလို့ရှိရင် main coin ကိုဝယ်မယ်ဆိုရင်0.01 pm ဘီဘတ်တောင်းမယ်ဆိုပြီးတော့ထားလိုက်ပါရယ်ပြီးရင်တော့ဒီမှာ save ဆိုတာလေးတဲ့ပုံနေတိုက်တူရှာရပါတော့အာ save ဆိုတာနေပြီးွားရေခုနကလိုပဲဒီဘက်ကိုဆွဲချပါဒီမှာ flash point ဆိုရမှာ pore ပဲနဲ့ဒီမှာ0.01 pm ဆာဝယ်မယ်ဆိုတာလေးကိုပို့တော့မှဖြစ်ပါရယ် ကလောက်ဆိုလို့ရှိရင်တော့ main rush မှာ quantity ကိုဝက်တောင်းသိမဲ့လို့ထင်ပါတယ်။နောက်ပြီးတော့ bonus reward တွေလည်းရှိပါတယ်။ main rush မှာအယောင်ဝယ်လို့တိုင် alpha points ဆိုတဲ့ reward တွေရပါတယ်။အစောပိုင်း stage မှာဆိုလို့ရှိရင် full ace at bonus point တွေပိုပေးအောင်မှာဖြစ်ပါတယ်။အဒီညရတဲ့ချက်ကတော့ဘင်းကွယ်နေဆိုတာကသုံးဝခိုစီထက်ချာချမ်းတဲ့ quiet news အရဖြစ်ပါရယ်ယနေ့နဲ့နှစ်ထားရဲ့ဖက်ဆန်တွေတော်တော်များများဒါမှမဟုတ်အခွန်အလုံးဆုံးရှုံးတော့နိုင်တဲ့အခြေပါ ဒါကြောင့်ဒီလိုမျိုးခွိုင်းတဲ့ဘဝမယ်ဆိုလို့ရှိရင်ခုတော် safe ဖြစ်တဲ့အမောင့်ကိုပဲသုံးဖို့အကြံပေးချင်ပါတယ်။ဆိုတော့ defeasions for the mode dress ဆိုလို့ရှိရင် finance account တစ်ခုဖွင့်ထားဖို့လိုပါတယ်။ finance မှာ trading လုပ်တိုင်း trading fees ရဲ့20%ကိုတစ်သက်လုံး discount ရဖို့နဲ့ member တည်တဲ့သက်ဆောင်တွေရဖို့အတွက်အခုကြားထားတဲ့ crypto market referral code ကိုသုံးပြီးရ account ဖွင့်လို့ရပါတယ်။ crypto မိဘကဒီကုတ်ပသုံးမျိုးအခောက်ပွင့်ထားတဲ့သူတွေအတွက် market analysis တွေ crypto news တွေကို up to date တင်ပြနေတဲ့ Fiabi Crew ကိုဝင်ခွင့်ပေးမယ်အပြင် member တိသက် exclusive reward တွေကိုလည်းပေးဥမှာဖြစ်ပါတယ်ခရစ်တိုမိတ်စားခဲ့တဲ့ချိန်ခါနေစာပြီးတော့အခုချိန်ထိဆိုလို့ရှိရင်သိရကြဖို့ ठी ကို ကောင်းယူဇာရီအတွက်လက်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ဒီအတွက်ကြောင့်မို့လို့ဒီကောက်ကသုံးပြီးအကောင်ဖွင့်တာပါကောက်ထွက်လုံးဝကိုအကျုံမယုတ်စေရဘူးလို့အမှတ်ခံပါတယ်။ဒီဒီဗီဒီယိုတွေကတော့ကလပါပဲ။ Crypto Mate ပါနောက်ဗီဒီယိုမှာပြန်ထရရဖို့